အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့တရားစရာမှာရှိတဲ့သူတွေကယေရှုကိုတောင်ထိပ်ပေါ်ကနေတွန်းချပစ်ဖို့ရန်အတွက်မြို့ပြင်ကိုဆွဲထုတ်သွားကြတဲ့ဖြစ်စဉ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနာဇရမ်မြို့မှာအိုးအိုးတက်တက်ဖြစ်နေကြပါတယ် လွန်ခဲ့တဲ့တနှစ်ကျော်လောက်ကနှစ်ချင်းပေးသူယောဟန်စီမှာနှစ်ချင်းခံဖို့ယေရှုမသွားခင်အဲ့ဒီမြို့မှာနေခဲ့ပါတယ်အခုတော့သူ့ကိုတကိုးချင်းအံပွဲအမှုတွေပြုလုပ်သူဆိုပြီးသိနေကြပါတယ်ဒီတော့အမျိုးသားတွေကအံပွဲအမှုတချို့ကိုမြင်ချင်းကြပါတယ်ယေရှုကသူ့လုံနေကြတိုင်းနာဇရက်မြို့တရားစရက်ကိုသွားပါတယ်ဒီတခါသူအံပွဲအမှုတခုခုလုပ်ပြမလားဆိုပြီးလူတွေကစိတ်ဝင်စားလာကြပါတယ်ဥပုံနေတိုင်းတရားစရက်ဒီမှာလုပ်လို့ရှိတယ်လို့အဲ့တရားစရက်မှာလည်းပဲဆူတောင်းကြပါတယ် ဝေါ်ရှေရဲ့ပြည်ညတ်တိချမ်းကိုလည်းဖက်ရုပ်ဟောပြောကြပါတယ်။ရောဘတ်ချမ်းနေတဲ့ကအချို့အပိုင်းတွေကိုလည်းဖက်ကြပါတယ်။ဒါနဲ့ချမ်းစာပတ်ဖို့ယေရှုမတ်တက်ရိုက်လိုက်ပါတယ်။ပြီးတော့ယေရှုကိုပရောဖက်အေရှာယရေးတဲ့ချမ်းစာလေးကိုလမ်းပေးကြပါတယ်။ချမ်းလေးကိုဖွင့်ပြီးဟေရှာယအခန်းကြီး61အငယ်1နှစ်ကိုဖက်ပြလိုက်ပါတယ်။ပြီးတော့အဲဒီချမ်းစာလေးကိုတရားစရဲဆောင်ကိုပေးပြီးထိုင်နေလိုက်ပါတယ်။လူတွေအားလုံးသူ့ကိုအာယုံစိုက်နေကြပါတယ်။ဒါနဲ့ယေရှုကလူတွေကိုစကားဆက်ပြောပြီးခမည်းတော်အခုကြားနေရတဲ့ချမ်းချက်ဟာဒီနှစ်ပြည့်စုံပြီလို့ပြောလိုက်ပါတယ်။ ယေရှုပြောတဲ့တင့်တယ်လျောက်ပတ်တဲ့နှုတ်ထွက်စကားတွေကြောင့်လူတွေကအံ့ဩပြီးဒီလူဟာယောသက်ရဲ့သားမဟုတ်လားလို့ပြောကြပါတယ်။ဒါနဲ့သူတို့ကြားထားတဲ့တကူကြီးအံ့ပွေအမှုတွေကိုလုပ်ပြစီရင်ကြပါတယ်။အဲ့ဒါကိုယေရှုသိတဲ့အတွက်အခုလိုပြောပါတယ်။ခမားတို့ကတမားတော်ကြီးကိုရန်ကျမ်းမအောင်အရင်လုပ်ပါအောင်ဆိုတဲ့ဆိုယူစကားကိုကိုးကားပြီးကျွန်တော်ကိုလည်းကပိယံတော်မြို့မှာခမားလုပ်ခဲ့တာတွေကိုကျွန်တော်တို့ကြားထားတယ်။အခုကိုနေရင်မြို့မှာအဲ့ဒီတိုင်းလုပ်ပြပါအောင်ဆိုပြီးပြောချင်နေမှာပဲ။ယေရှုအနေနဲ့ကိုနေရင်မြို့မှာအရင်ကုသပေးတဲ့တမျိုးသားတွေရဲ့ အချိုးအတွက်အရင်လုတ်ပေးသင့်တယ်လို့သူတို့ယူဆကြပါတယ်။ဒါကိုယေရှုသိတဲ့အတွက်ဣသရေလသမိုင်းမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တချို့အကြောင်းကိုပြောပြပါတယ်။အေလိယလက်ထက်တုန်းကဣသရေလပြည်မှာမုန်ဆိုးမှအများကြီးရှိပေမဲ့ဘုရားသခင်ကအေလိယကိုအဲ့ဒီမုန်ဆိုးမှတွေစီမစေလွတ်ပါဘူး။ဣသရေလလူမျိုးမဟုတ်တဲ့ဆိုင်တုံပြည်နေဇရိတမြို့သူမုန်ဆိုးမှစီကိုပဲစေလွတ်ခဲ့ပါတယ်။အဲ့ဒီမှာအေလိယဟာအသက်ကယ်ပေးတဲ့အံ့ဖွယ်အမှုပြုလုပ်ခဲ့ပါတယ်။ ပရောဖက်အေလိရှေလက်ထက်တုန်းကလည်းဣသရေလပြည်မှာအနာကြီးယောဂါတွေအများကြီးရှိပေမဲ့ပရောဖက်ကရှုရီလူနေမန်တယောက်ကိုပဲကုသပေးခဲ့ပါတယ်။တရားစီရင်မှာရှိတဲ့လူတွေအဲစကားကိုကြားတော့အကြီးကြီးဒေါသထွက်ပြီးယေရှုကိုမြို့ပြင်ဆွဲထုတ်သွားကြပါတယ်။ပြီးတော့အဲ့ဒီမြို့တီယာတောင်ထိတ်ဆုံးကနေဇောက်ထိုးကြအောင်တွန်းချပစ်ဖို့လုပ်ကြပါတယ်။ဒါပေမဲ့ယေရှုကလူအုပ်ကြားတွေကနဲ့ထွက်ပြီးရှောင်းတိန်သွားလိုက်ပါတယ်။ပြီးတာနဲ့ယေရှုကဂါလိလဲအိုင်အနောက်မြောက်ဘက်ကမ်းခြေမှာရှိတဲ့ကပီယန်နောင်မြို့ကိုဆင်းသွားခဲ့ပါတယ်ခင်ဗျာ။ ဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။